စီမံကိန်းတွင်ပါဝင်ကြသူများကဗန္ဒာရေးကဏ္ဍမှာဘယ်လိုမျိုးစိန်ခေါ်မှုတွေရင်ဆိုင်နေရလဲဆိုတာကို ကြည့်မယ်ဆိုရင်တော့ဒီစရာအချက်လက်တွေကို2024ခုနှစ်မတ်လကနေဇွန်လလအတွင်းကောက်ယူထားခဲ့တာဖြစ်ပါတယ်။ဒီစရာကိုကြည့်ခြင်းအပြင်ပြည်သူတွေရဲ့အာဏာမသိမ်းခင်နဲ့အာဏာသိမ်းပြီးနောက်ပိုင်းမှာဗန္ဒာရေးကဏ္ဍဆိုင်ရာစိန်ခေါ်မှုတွေကဘာတွေလဲ စိန်ခေါ်မှုတွေကကွာခြားမှုတွေဘယ်လိုမျိုးဖြစ်လာလဲဆိုတာတွေကိုနှိုင်းရှင်ဖော်ပြထားတာဖြစ်ပါတယ်။ထင်ရှားတဲ့ကွာဟမှုဆိုရင်တော့နိုင်ငံရေးမတည်ငြိမ်မှုတွေကဘန်စနစ်ကိုညှို့ရွေးမှုကိုဥတီလာစေတယ်ဆိုတာကို ဖော်ပြထားပါတယ်။နောက်ထပ်စိန်ခေါ်မှုကြီးတစ်ခုကတော့အာနာသိမ့်ပြီးနောက်ပိုင်းအခွန်မူဝါဒတွေအခွန်ကောက်ခံမှုတွေမှာပွန်လင်းမြင်တာမှုကင်းမဲ့နေတာတွေကိုလည်းဖော်ပြထားပါတယ်။အခုလိုမျိုးအခက်အခဲတွေအပြင် နိုင်ငံခြားအကူအညီတွေနဲ့ပတ်သက်ပြီးတာဝန်ခံမှုတွေကင်းမဲ့နေတာချင်းွေအတုံးတုံးတွေမြင့်လာတာစတဲ့စတဲ့ပြဿနာ ားတွေဟာလည်းအာနာသိမ့်ပြီးနောက်ပိုင်းမှာတိတိတတဆိုးရွားလာတဲ့အကြောင်းကိုပြည်သူလူထုကသူတို့ရဲ့ခံစားချက်တွေကို iFact Survey များမှာတဆင့်ဝေမျှခဲ့ပါတယ်။ပြည်သူတွေရင်ဆိုင်နေရတဲ့ဗန်ဒါရေးကဏ္ဍဆိုင်ရာအခက်အခဲတွေကိုဖြေရှင်းနိုင်မှုပြည်သူတွေကိုယ်တိုင်အစိုးပြုရေးဆွဲထားတဲ့ iFact ရဲ့ဗန်ဒါရေးမူဝါဒထုတ်လုပ်ချက်တွေကိုလေ့လာကြည့်ရင်တော့စုစုပေါင်းအချက်၅ချက်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နံပါတ်၁အကျင့်ပြတ်ခြားစားမှုအိုက်ဖြက်ရေးနဲ့ပွင့်လင်းမြင်သာမှုအားကောင်းရင်နံပါတ်2အလုံးစုံခြုံငုံသော အခွန်စနစ်ပေါ်ပါရေနံပါတ်3ဘန်ဒါရေးစနစ်နဲ့ဘန်စနစ်အားကောင်းရေနံပါတ်4 အသေးစားအလက်စားလုပ်ငန်းများနဲ့ဒေတာအလိုက်စီးပွားရေးလုပ်ငန်းများအတွက်ပံ့ပိုးကူညီမှုများမြင့်တင်ရင်နံပါတ်၅နိုင်ငံတကာအကူအညီနဲ့နိုင်ငံခြားယင်းနှိမ့်ညံမှုတို့ကိုတက်မှတ်ရေးလိုပဲဖြစ်ပါတယ်။ဒီအချက်၅ချက်လုံးရဲ့အောက်မှာအလေးထားရမယ့်အသေးစိတ်တွေကိုတော့ iFact Bandai မူဝါဒမှာအကြက်တဝင့်ရေးသားဖော်ပြထားပါတယ်။ဒီအချက်ပြုချက်တွေပေါ်ခြေခံပြီးအစိုးရတဲ့အနေနဲ့ Bandai ကဏ္ဍမှာဦးစားပေးလှုပ်ဆောင်ရမယ့် Action Plan တွေကိုလည်း iFact စီမံကိန်းကာလအတွင်းမှာသဘောတူညီမှု ှုရရှိခဲ့ကြပါတယ်။အဆိုပါအရှင်ပလန်တွေကို ပထမရက်တရအတွင်းအစိုးရတစ်အနေနဲ့ဦးစားပေးလှုပ်ဆောင်ရမယ့်အချက်ပေါင်း၈ချက်ရှိပြီး ထမနှစ်အတွင်းလှုပ်ဆောင်ရမယ့်အချက်6ချက်ဒုတိယနှစ်အတွင်းလှုပ်ဆောင်ရမယ့်အချက်6ချက်တတိယမြောက်နှစ်အတွင်းလှုပ်ဆောင်ရန်အချက်21ချက်စသည်ဖြင့်ဦးစားပေးအကောင့်တွေဖော်ရန်လိုအပ်ကြောင်းညီနိုင်ဆွေးနွေးနိုင်ခဲ့ကြပါတယ်ပြည်သူအဆိုပြု IFA ဘဏ္ဍာရေးမူဝါဒဟာစီးပွားရေးနဲ့လူမှုရေးတရားမျှတမှုရဲ့အခြေခံအုတ်မြစ်ဖြစ်သောမြမဘဏ္ဍာရေးစနစ်ကိုပြန်လည်တည်ဆောက်ရန်အတွက်ပွင့်လင်းမြင်သာမှုအားလုံးပါဝင်မှုနဲ့တာဝန်ခံမှုတို့ကိုဦးစားပေးရန်တိုက်တွန်းထားပါတယ်ဘဏ္ဍာရေးမ ူဝါဒဟာ Sustainable Development Goals SDG စဉ်ဆက်မပြတ်ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်ထဲမှာတင့်တင့်လျောက်ပတ်သောအလုပ်ကိုင်းနဲ့စီးပွားရေးဖွံ့ဖြိုးမှုရရှိရေးမညီမျှမှုများရောနှဲသွားစေရေးနဲ့ငြိမ်းချမ်းရေးနဲ့တရားမျှတမှုတည်ဆောက်ရေးတို့စတဲ့ပန်းနိုင်တွင်နဲ့လည်းကိုက်ညီမှုရှိအောင်ရေးဆွဲထားပါတယ် IFAB ဘန်ဒိုင်းမူဝါဒနဲ့ပတ်သက်ပြီးအချက်အလက်အပြည့်စုံကိုပုံမိုလေ့လာခြင်းရဲ့တော့ဒီ QR code ကို စကန်ဖတ်ပြီးဝင်ရောက်ဖတ်ရှုနိုင်ပါတယ်